ထိုင်းနိုင်ငံဘန်ကောက်ကကွန်ဒိုတခုမှာခွေးဟောင်တန်းစုညံနေတာကိုတီးမခံနိုင်တော့တဲ့နေထိုင်သူတဦးကစန္ဒာပြတဲ့အနေနဲ့လူသွားစင်းကြံပေါ်ကိုမွေကြီးနှစ်ကောင်လှုပ်ပေးထားခဲ့ပါတယ်။အဲ့ဒီကွန်ဒိုကအိမ်မွေးတရိတ်ဆန်တွေမမွေးရဘူးဆိုတဲ့မူဝါဒသတ်မှတ်ထားပြီးမယ်။နေထိုင်သူတဦးကမလိုက်နာပဲခွေးမွေးထားတာပါ။အဲ့ဒီခွေးကလည်းနှစ်နှစ်လုံးလုံးခဏခဏစူးစူးညံ့ညံ့ဟောင်းလေးရှိပြီးတိုက်ခန်းနေသူတွေအကြိမ်ကြိမ်တိုင်ကြတာကိုကွန်ဒိုစီမံခန့်ခွဲရေးအဖွဲ့ကလည်းမျက်ကွယ်ပြုထားခဲ့တယ်လို့ဆိုပါတယ်။ နောက်ဆုံးမှာတော့တိမခန်နိုင်တော်ရဲ့အင်းဒီချင်းတယောက်ကခွေးပိုင်ရှင်ရဲ့အခန်းရှိစင်းချံပေါ်ကိုမွေကြီးနှစ်ကောင်ချထားခဲ့တာဖြစ်ပါတယ်။ခွေးပိုင်ရှင်ကသူ့ကိုယ်သူတရိတ်ဆန်ချစ်သူတယောက်ဖြစ်ခဏခဏညွှန်ဆိုလေးရှိကြောင်းအင်းဒီချင်းကသူကိုယ်တိုင်ကလည်းတရိတ်ဆန်ချစ်သူတူဖြစ်တာကြောင့်မွေတွေကိုမွေးထားလို့ရမယ်ထင်ကြောင်းမွေပိုင်ရှင်ကပြောပါတယ်။ပြီးတော့တာပေါင်းဆိုတဲ့အကောင့်ပိုင်ရှင်ကကွန်ဒိုခန်းစင်းချံမှာမွေကြီးတွေတွားတွားနေတဲ့အသေးရစရာဗီဒီယိုလဲ Facebook မှာမေလ19ရက်နေ့တုန်းကတင်ထားခဲ့တာပါ။ ဒီနေ့တော့နှစ်ကောင်ပဲတည်လာနိုင်သေးကြောင်းနောက်နေ့တွေမှာလည်းနောက်ထပ်မွေးတွေယူလာအောင်မှာဖြစ်ကြောင်းဒီနေ့အဖို့အဲ့ဒီထက်ကြီးတဲ့အကောင်ကိုတည်မလာနိုင်ခဲ့ကြောင်းလဲသူ့ရဲ့ဗီဒီယိုမှာမွေးပိုင်းရှင်ကရေးသားထားပါတယ်အဲ့ဒီမွေးတွေကိုသူ့ဘယ်နေရာကရှာလာတယ်လဲဆိုတာတော့မသိရသေးပါဘူးဒါပေမဲ့သူ့ရဲ့လောက်ရက်ကကွန်ဒိုခန်းထဲမှာအော်အော်တောင်းနေဖြစ်သွားစေခဲ့ပါတယ်ဒါတည်းမကသေးပဲသူတင်ထားခဲ့တဲ့ဗီဒီယိုကလည်းလူမှုကွန်ရက်သုံးဆွဲသူတွေကြားမှာလူပြောများပြီးပြန့်နှံ့သွားပါတယ်တချို့ကမွေးတွေကိုကွန်ဒိုထဲယူလာခဲ့တယ်ဆိုတာဟာ လုံခြုံရေးအရာမဖြစ်သင့်တဲ့လုပ်ရက်လိုဝေဖန်ပါရယ်တချို့ကလည်းကွန်ဒိုစီမံခန့်ခွဲသူရဲ့ကိုင်းတွယ်ပုံညံ့ပြင်းတာကိုပြစ်တင်ခဲ့ကြပါရယ်တယောက်ကတော့ကွန်ဒိုတာဝန်ရှိသူတွေအနေနဲ့ခွေးပိုင်ရှင်ကိုအရေးမယူဘဲမွေတွေခေါ်လာတဲ့ကိစ္စကိုပဲပြဿနာသွားရှာမယ်ဆိုရင် နောက်တနေ့ကျရင်မွေတွေကသူတို့ရဲ့ရုံခန်းထဲရောက်နေလိမ့်မယ်လို့အရှင်းဖောက်ခဲ့ပါရယ်သက်ဆိုင်ရာကွန်ဒိုဟာအမွေတရိစ္ဆာန်မမွေးရဘူးလို့မူဝါဒချမှတ်ထားပေမဲ့တချို့နေထိုင်သူတွေကခွေးတွေကြောင်တွေမွေးထားပြီး တခြားအခန်းတွေအတွက်စုညံတဲ့အနောက်ရှက်တွေဖြစ်စေတယ်လို့ဆိုပါတယ်။အဲဒီမွေးပါရှင်ကသူ့ရဲ့အိမ်ကြီးကျဲမွေးထားတဲ့ခွေးကအရန်စုပြီးဒီအကြောင်းကိုခဏခဏကန့်ကွက်ခဲ့ပေမဲ့လည်းကွန်ဒိုတာဝန်ရှိသူတွေအနေနဲ့ကိုင်းတွဲဖြည့်ရှင်းပေးဖို့ပြက်ကွက်ခဲ့တယ်လို့ပြောပါတယ်။ဒါပေမဲ့မွေးကိစ္စကြုံပြီးတဲ့အခါမှာတော့ကွန်ဒိုတာဝန်ရှိသူတွေလည်းမနေတာတော့ပဲခွေးပါရှင်ကိုဗတ်တတောင်းဒဏ်ရိုက်ခဲ့ပြီးခွေးဆက်မမွေးဖို့ညွှန်ကြားခဲ့ပါတယ်။မွေးပါရှင်ကိုတော့တရားဝင်သတိပေးစာတစ်စောင်ပေးပို့ပြီးနောက်မလုပ်ဖို့တားမိခဲ့တယ်လို့ သူခေါ်လာတဲ့မွေးတွေကိုလည်းပြန်ဖယ်ပေးဖို့တောင်းဆိုခဲ့တယ်လို့သိရပါပါတယ်ရှင်။